ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ဟာအရှေ့တောင်အာရှ17နိုင်ငံလုံးအတွက်ပြိုင်ပွဲတစ်တခုစတင်ကျင်းပသွားမယ်လို့အော်တိုဘားလ26ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပခဲ့ပါတယ်။မြို့တော်ကွာလာလမ်ပူးက Convention Center မှာကျင်းပတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်အစည်းအဝေးအတွင်းဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစာကြွန်လွှာ MOU လက်မှတ်ရေးထိုးပြီးတဲ့နောက် FIFA ဥက္ကဋ္ဌ Gianni Infantino ကကျင်းပခဲ့တာပါ။သူက ဒီပြိုင်ပွဲကို FIFA ရဲ့နိုင်ငံတကာပွဲစဉ်ပြက်ကလေးရဲ့မူပေါင်းထဲမှာအကောင်ဆုံးကစားသမားတွေနဲ့အတူဘောလုံးအကစားကိုအမှန်တကယ်မြင့်တင်ပေးဖို့ရည်ရွယ်ပါတယ်။ဒါမှသာဒီပြိုင်ပွဲဟာဒေတာတွင်းမှာသာမကကမ္ဘာတဝန်းလုံးမှာပါတက်ရောက်မှုရှိစေမှာပါလို့ပြောပါတယ်။ဘောလုံးကကဘာကြီးကိုစီလုံးစေပါတယ်ပြီးတော့ကျွန်တော်တို့ကအခု17နိုင်ငံပါတဲ့အာဆီယံနိုင်ငံတွေနဲ့အတူကဘာကြီးကိုစီလုံးစေမှာပါ FIFA အာဆီယံဖလားကဒေတာတွေမှာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်လို့သူကဆိုပါတယ် DMOU ကို2025အာဆီယံဥက္ကဋ္ဌအဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့ကမ္ဘောဒီးယားနိုင်ငံကအာဆီယံထွေထွေအတွင်းရေးမှူးချုပ်ဒေါက်တာကာကိုကင်ထွန်းတို့ကလက်မှတ်ရေးထိုးခဲ့တာပါ Infantino ကအရှိတောင်အာရှဟာပြည်သက်တန်း900နဲ့အတူကမ္ဘာပေါ်မှာအားကောင်းဆုံးဘောလုံးဒေသတွေတဲကတခုဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်မလို့ဘောလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိကဈေးကွက်ကောင်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ ဘယ်ချိန်စတင်မယ်ဆိုတာအပါအဝင် ပြိုင်ပွဲအသေးစိတ်ကိုတော့ Infantino ကမပြောခဲ့ပါဘူးအရှိတောင်အာရှဟာလက်ရှိမှာ ASEAN Championship ဆိုတဲ့ဒေသတွင်းပြိုင်ပွဲရှိနေပြီဖြစ်ပါတယ်ဒီပြိုင်ပွဲကိုဒေသတွင်းရဲ့ထိပ်တန်းပေါ်လုံးပြိုင်ပွဲဖြစ်အများကသတ်မှတ်ထားကြပါတယ်အထူးသဖြင့်စီကိန်းပြိုင်ပွဲမှာအသက်အရွယ်ကန့်သက်ထားတဲ့ပြိုင်ပွဲဖြစ်ပြောင်းလဲလိုက်ပြီးတဲ့နောက်အာဆီယံချန်ပီယံရှစ်ဟာဒေတာတွေရဲ့အရေးပါဆုံးပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ဒီပြိုင်ပွဲကို1996ခရဲကစတင်ကျင်းပခဲ့တာဖြစ်ပြီးလက်ရှိမှာ29နှစ်တာကာလအတွင်းစုစုပေါင်း14ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ထိုင်းက9ကြိမ်နဲ့အောင်မြင်ဆုံးဖြစ်ပြီးသူ့နောက်မှာတော့စင်ကာပူက၄ကြိမ်ရရှိထားပါတယ်။ဒါပေမဲ့စင်ကာပူကိုကိုးစားပြုတဲ့ချင်းသေးများရဲ့နောက်ဆုံးအောင်ပွဲကတော့2012တုန်းကဖြစ်ခဲ့တာပါ။လာမယ့်15ကြိမ်မြောက်ပြိုင်ပွဲကိုတော့အာဆီယံဟွန်တိုင်းဖလားလို့နာမည်ပြောင်းထားပြီး2026အတွက်သတ်မှတ်ထားပါတယ်။ မေလာမာဟွန်တိုင်းဟာ Mitsubishi Electric Suzuki နဲ့တိုက်ကားပြရာတို့နောက်၅ခုမြောက်စပွန်ဆာဖြစ်လာတာပါဒီပြိုင်ပွဲကို ASEAN ဘောလုံးအဖွဲ့ချုပ် AFF ကဦးစီးကျင်းပတာဖြစ်ပါတယ် FIFA အတိမတ်ပြု ASEAN ဖလားပြိုင်ပွဲအစ်ပေါ်ပေါက်လာတာဟာလက်ရှိကျင်းပနေတဲ့ ASEAN Championship အတွက်ဘလို့အတိတ်ပဲတည်ရောက်မှုတွေရှိလာမလဲဆိုတာကတော့မရှိမလင်းဖြစ်နေပါတယ် FIFA ရဲ့နိုင်ငံတကာပွဲစဉ်ပြက်ကတိုင်အတွင်းမှာအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမပါဝင်တဲ့အတွက်ကလပ်အသင်းတချို့ဟာသူတို့ရဲ့ကစားသမားတွေကိုတက်ဆိုင်ရာနိုင်ငံအသင်းတွေစီစေလွတ်မပေးတာမျိုးတွေမကြတဲ့ခင်ကကြုံတွေ့ခဲ့ရပါတယ်။